ကံကဘယ်မှာတီးနေတာတော့အုံနောက်မှာလားနှလုံးသားမှာလားဘယ်မှာတီးတာတော့လို့ဆိုအုံနောက်ဆိုရလေအုံနောက်ကပြတ်သွားတာရှိတယ်လေနှလုံးဆိုရလေနှလုံးခုန်ရက်သွားတာတွေရှိတယ်လေအော်နှလုံးပြတ်သွားရင်နှလုံးထဲမှာရှိတာတွေပြတ်မှာပေါ့အုံနောက်ပြတ်သွားရင်လည်းအုံနောက်ထဲရှိတာတွေပြတ်ကုန်မှာပေါ့အဲ့တော့အတိတ်ဘဝလုခဲ့တဲ့ကံနေကိလေသာတွေကဘယ်နှမ်းမှာရှိနေတယ်လဲဆိုရင် စိတ် mental process လို့ခေါ်တဲ့စိတ်ဖြစ်စဉ်မှာရှိနေတယ်စိတ်ဖြစ်စဉ်ဆိုတာပြည့်စည်တယ်လို့စီးနေတာဒီရှေးစိတ်ချုပ်သွားရင် နောက်စိတ်ကလိုက်လာတယ်အဲဒီစိတ်ချုပ်ရင် နောက်စိတ်ကလိုက်လာတယ်ဖြစ်စဉ်ကြီးကသူပြတ်သွားတယ်မရှိဘူးเนาะအော်ဒီစိတ်ချုပ်သွားရင်နောက်စိတ်နောက်စိတ်ချုပ်သွားရင်နောက်စိတ်နောက်စိတ်ချုပ်သွားနောက်စိတ်အဲဒီစိတ်ဖြစ်စဉ်နဲ့မှာ တည်ရှိနေတဲ့တတိတမျိုးကိုကံလို့ခေါ်တာကိရိတာတို့ကံလို့ဆိုအဲ့ဒါကြောင့်မို့ရှောင်းတိန်လို့မရဘူးသူကအဲ့တော့ကံတရားသည်လူရဲ့တဏ္ဍမှာဘယ်မှာရှိတာတုံးလို့မေးလို့ရှိရင် စိတ်တတ္တတိဆိုရဲ mental process မှာရှိတယ်လို့ပြောစိတ်ဖြစ်စင်မှာပဲရှိတယ်ရှုပ်မှာဖြစ်နေတာမဟုတ်ဘူးစိတ်ဖြစ်စင်မှာဖြစ်နေတယ် စိတ်ဖြစ်စဉ်ဆိုတာတခုတည်းမဟုတ်ဘူးဒီစိတ်ပြီးရင်နောက်စိတ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 ်ပေါ်တယ်ကုပြောင်းနေတာမြင်တာအဲ့ဒီမှသူပါနေတယ်အဲ့တော့အဲ့ထင်မဲ့ကိလေသာဆိုတဲ့အကြောင်းတရားကိုပယ်လိုက်တဲ့အခါကျတော့ကံတွေကကံဟောင်းတွေကရှိနေသေးတော့လည်းပဲကိလေသာနဲ့ပေါင်းမှဘဝတစ်ခုကိုထူထောင်လို့ရတယ် သူကြီးမဖြစ်ဘူးဥပမာပါနဲ့တူတော်ဆိုလို့ရှိရင်မျိုးစိတ်လေးဟာမြေနဲ့ရေနဲ့ပေါင်းဆက်ရမှုမရှိလို့ရှိရင်အပင်မပေါက်တယ်လို့ပဲသူကအကြောင်းဆိုတာနှစ်ခုရှိတယ် producing cause စနစ်ကအကြောင်း supporting cause ဥပထမကအကြောင်းဖြစ်စေတဲ့အကြောင်းနဲ့ထောက်ပံ့တဲ့အကြောင်းနှစ်ခုနှစ်ခုရှိတယ်သူက အဲ့ဒီထက်မဲ့မျိုးစေးကအပင်ကိုပေါက်စေတာဖြစ်လို့သူက producing cost မြေရဲ့ရေမြေနဲ့ရေရဲ့အကူအညီကိုယူရလို့မြေနဲ့ရေသည် supporting cost အဲ့ဒါနှစ်ခုပေါင်းပြီးတော့ထုတ်တာအဲ့တော့ဖြစ်စေတဲ့အကြောင်းလေးရှိရမယ်။ကုညီပေးတဲ့အကြောင်းလေးရှိရမယ်။အဲ့ဒီအကြောင်းနှစ်ခုနဲ့ပေါင်းတဲ့အခါမှာအကျိုးတစ်ခုပေါ်လာတယ် အဲ့ဒါကိုပြိဿသောဥပမာခေါ်တာမျိုးဆိုဗျာနော်အဲ့တော့ကံတစ်ခုတည်းကလည်းအကျိုးပေးတာမဟုတ်ဘူးကံနဲ့ကိလေသာ ပေါင်းမှအကျိုးပေးလို့ရတယ်လို့သူတို့ဆိုလို့တယ်ဒီနှစ်ခုကပေါင်းဆက်ပြီးတော့လုံးလုံးကိုကိုကိုစဉ်းစားကြည့်လိုက်ငါနောင်ဘဝမှာဖြစ်အောင်မလားကိုကိုမေးကြည့်လိုက်တမန်အဖြစ်လူတွေကတော့ဖြေလိမ့်မယ် ကံမကုံသေးရင်ဖြစ်လေဦးမယ်လို့မဟုတ်ဘူးကိလေသာမကုံသေးရင်ဖြစ်ဦးမယ်လို့သာပြောအောင်နော်အဲ့ဒါမှမှန်တယ်ကိလေသာရှိနေသေးရင်ဖြစ်မယ်ကိလေသာမရှိဘူးဆိုရင်မဖြစ်တော့ဒါရင်ကိလေသာဆိုပါတော့လောဘတို့ဒေါသတို့မောဟတို့မာနတို့ဒါတွေကိုကိလေသာခေါ်တာအခုတို့ စေတသိက်တွေကိုဒါတွေကိုကိလေသာခေါ်တာအဲ့ဒီကိလေသာ ရှိနေသေးသမျှကံကရှိနေဥမှာပဲဒါကြောင့်မို့လို့ကိလေသာ ရှိနေသေးရင်ဘဝဆိုတာရှိနေဥမှာပဲအဲ့တော့ဘဝရဲ့အကြောင်းတစ်ခုကကိလေသာနဲ့ကံနှစ်ခုပဲလို့ဒီလိုပဲမှတ်ထားအဲ့ဒီတည်းမဲ့ရဟန္တာဖြစ်သွားတယ်ဆိုတာကိလေသာကိုပယ်တာကံကပယ်လို့မရဘူး ကံကပယ်လို့မရဘူးဆိုတာဖားချောင်ပြောတယ်စဉ်းစားကြည့်လေကိုလှုပ်ပြီးသားအလုပ်တစ်ခုကိုမလှုပ်ဘူးလို့ပဲဖြစ်လို့မမရဘူးပြီးသွားပြီလေသူနော်ပြီးသွားပြီလှုပ်ခဲ့တာပြီးသွားပြီလေပြန်ယူလို့မမရဘူးခရိတာအဲ့ဒါမျိုးမဟုတ်ကံဆိုတာလှုပ်ပြီးသွားလို့ရှိရင်သွားပြီးသွားပြီပြန်ပြင်လို့မရဘူးဥပမာမင်းမနေတာဆိုတာ မနေ့ကရက်ကိုပြန်ယူလို့ရလားမရဒီနေ့ရောက်လာရင်မနေ့ကရက်ပြန်ယူလို့မရတော့ပြီးခဲ့ပြီမနေ့ကဟာဆိုမနေ့ကဟာလည်းပြီးခဲ့ပြီပြန်ယူလို့မရအောင်အလားတူသာရှိနိုင်တယ်သူကပြန်မလာတော့မရှိတော့အဲ့ဒါကိုပြောတာကိုလှုပ်ထားတဲ့အရာတစ်ခုကိုမလှုပ်ဘူးလို့ပြောလို့မရအောင် ကံဆိုရလုတ်ပြီးသားကိုပြောတာ what happened done cannot be undone ဆိုတာပြောတာ what happened done ကိုလုတ်ပြီးသား cannot be undone မလုတ်ဘူးဆိုတာမဖြစ်ဘူးလုတ်ပြီးသားဖြစ်နေပြီပြင်လို့မရဘူးလားပြီးခဲ့တာပြင်ပြန်လို့မရဘူးပြန်ယူလို့လည်းမရဘူးဒါကြောင့်မို့ကံကိုပယ်လို့မရဘူးဒါပြင်အဲ့ဒီကံတွေကိုရောအောင်လုပ်လို့ရတယ်ဘာဘာနဲ့ရောအောင်လုပ်မလို့ဆိုကိဋ္တတာကိုရှော့ ကောင်းတဲ့ကံတွေလုပ်ကောင်းတဲ့ကံနဲ့စားထုတ်အဲ့ဒါဆိုရင်ကံဟောင်းကတဖြည်းဖြည်းပေးရောက်သွားတယ်ရှောပါတော့အောင်တော့တို့ရတယ်